ရန်နဲ့ရံပါတယ်မင်းတို့တော့ချုပ်ဖို့တရားတော်တွေအဲ့လောက်အကြာကြီးစောင့်နေမယ်ဆိုလို့ရှိရင်တစ်ဖက်ရန်သူကထိုင်ကြည့်နေမှာမဟုတ်ဘူးနော်မြန်မြန်တွတ်တွတ်လဲလဲမင်းတို့ချုပ်ဆမ်းမှာသိမ့်ထိုင်မင်းရလေကွာကြားလို့လို့ဂျဲလို့လို့နဲ့ယောက်ျားလို့ထိုးဆမ်းမှာကွာကောင်းလေမင်းရဒုဆာလေကွာငါထိုင်ကြည့်နေတော့မြင်ရဒါကြောင့်မလို့မင်းဘာမင်းကိုရှုံးတာဒုဆာကိုသေချာချာသေရသက်သက်မင်းသိမ့်ဆမ်းမှာကွာ ကြီးကြီးနေခြေောက်ကန်နေရလဲဟာခုနှစ်လောက်ထွေးမစားတဲ့လူကန်နေရကြာနေရပဲအားမရှိဘူးလားဟာဦးနေရလဲသမီးတို့ကရှောင်းစိတ်ညစ်ပြီးလေ့ကျင့်နေဟောက်ဦးလေးကအချိန်ထက်မှနေပြီးသမီးတို့ကိုကဲ့ရဲ့ဟာရှုံးတာနေလို့ရှုံးတာလေငါရှုံးတာမှမဟုတ်တာကောင်းလန်သူများတွေကရှုံးလို့စိတ်ညစ်နေရတယ်တဲ့ကိုအောင်လည်းကဘာလို့ပြုံးပြော်နေရတာလဲလောကကြီးကနေတဲ့ဂျင်းနဲ့ဆရာကြီးပါဟာ ပြိုင်ပွဲဆိုတာလည်းအရှုံးနဲ့နိုင်နှစ်ခုပဲရှိတယ်။ရှုံးရင်ရှုံးမရှုံးရင်နိုင်ဘာမှခံစားနေကြမလို့ပါဘူး။အဲ့လိုမျိုးစကားမျိုးအကိုကြီးပြောတာလည်းကြားဘူးတယ်။တိုင်းပညာအစင်းမြင့်သွားရင်ဘာခံစားချက်မှမရှိတော့တာအဲ့လိုလား။ဟာဒူပဲဟာခံစားချက်တော့ရှိတာပေါ့။ဒါပေမဲ့ကိုယ့်အတွက်အကျိုးမရှိတဲ့ခံစားမှုမျိုးဘာဖြစ်လို့ရင်ထဲမှာစိတ်ထဲမှာတိမ်းထားမှလဲပယ်နိုင်ရမယ်လေ။အကိုကြီးမှလည်းအဲ့လိုခံစားချက်မျိုးရှိမှာပဲနော်။ဟာနင့်အကိုကြီးမှလည်းခံစားချက်တော့ရှိမှာပေါ့ဟာ။ တက်တဲ့နေရာနေကိုယူမချစ်ဘူးအကိုကြီးကိုညီမချစ်ပါတယ်ဒါပေမဲ့အကိုကြီးကညီမပေါ်မှာအရန်တင်းကျက်လွန်းနေအောင်လဲတော်တော်ဝင်စမ်းမအောင်ကွာတဲ့ဘာဖုန်ပြလိုက်ကွာ ဗန်လေးယူလာကန်ဝိကျူပါလာလောက်တာဘလာလောက်အောင်ဒီမာလေးကိုပြန်လာခေါ်တာပေါ့ပြီးတော့ချင်းကိုင်းနဲ့ပြန်လိုက်ခဲ့ဒီမာလေးမလိုက်ချင်ဘူးဒီမာလေးဒီမှာပဲနေချင်တယ်လိုက်ပြစင်တယ်နော်ဒီပြန်မရှိရင်ပြောသက်မှန်းလဲဒါညီမာလေးရဲ့နေရာမဟုတ်ဘူးပြီးတော့ချင်းကိုင်းနဲ့ပြန်လိုက်ခဲ့ဒီမာလေးမလိုက်ချင်ဘူးဟောလိုက်ခဲ့ပါဆိုနေမှာပဲမလိုက်ချင်ဘူးကိုကြီးဟောပြောမြန်လာလိုက်ခဲ့ကိုကြီးညီမာလေးမလိုက်ချင်ဘူးလိုက်ခဲ့ဝင်လာ ိုင်းဖေးဘာဖြစ်လို့မလိုက်ချင်တဲ့လူကိုအတင်းကျခေါ်နေရမင်းရပါအောင်ငါညမအောင်ငါပြန်လာခေါ်ရမင်းနဲ့ပါစဘလို့ပဲဖြစ်မိုးတင်ကရွေရောက်ပြီးသားလူတရားခမရအခုလိုအတင်းကျလုံနေတော့ကျုပ်လက်ပတ်ကြည့်မနေဘူးအောင်ပါမင်းရမြတ်တို့မင်းကငါ့ကိုတတ်ခိုက်ချင်ဒီစမ်းပါမင်းကဘာလုပ်တပဲကျုပ်ကဆရာကောင်းလေးရဲ့တပဲအဲ့ဒါဆိုရင်လည်းမင်းရဲ့ဘန်တို့ပညာဘလောက်ဆင်းရှိလဲဆိုတော့ကြည့်ရသေးတယ် ကိုကြောင့်ခရတယ်အောင်လားဟာလေမင်းကငါ့ကိုတားခပြန်းကျမရွယ်ရောက်နေဘီကလေးတယောက်ဖြစ်နေပါပြီအဲ့တော့သူ့ကိုသူ့စိတ်ကြိုက်ဆုံးပြတ်ခွင့်ပေးလိုက်ပါမင်းကအဲ့လိုဖြစ်စေချင်တယ်ပေါ့ရတယ်လေမင်းနဲ့ငါနဲ့တိုင်းပြန်လို့မင်းငါ့ကိုအနိုင်ရမယ်ဆိုရင်တော့မင်းဖြစ်စေချင်တဲ့အတိုင်းငါလိုက်နာပါ ခင်ဗျားအဲ့လိုဖြစ်ချင်မှာတော့ကျွန်တော်ဘက်ကလည်းဖြစ်ရမှာပေါ့ဒါဆိုရင်နှက်ပြန်ကြရင်မင်းနဲ့ငါနဲ့တိုင်းပြန်ကောပါမင်းသာဆင်းဆင်းလုပ်တာဆောင်းလေခုနလာတဲ့သူကမိုးတင်ရဲ့အကိုရင်လာဆရာအောင်လန်တော့ကောအဲ့ဒီအကြောင်းတွေသိနေကြတာ ရနိုင်မိမိုးဒိတ်ပေါ်မှာတန်ရုံးစင်ရှိတယ်ဆိုတာမရင်းမိပါဘူးကွာမိုးဒိတ်လိုမျိုးစက်နဲ့ငါတို့မျိုးစက်ချာမှာမိသားစုစက်တလာလေးရှိတယ်ကွာပြီးတော့မင်းကငါတို့မျိုးစက်ကဆင်းသက်လာတဲ့သူဆိုတော့မင်းနဲ့မိုးဒိတ်เนี่ยဘယ်လိုမှဖြစ်နိုင်ဘူးအဲ့တော့မင်းမိုးဒိတ်ကိုလေးလိုက်ဟုတ်တယ်ကွာနားတိုင်းပညာရှင်ကပြောမယ်ဆိုရင်လေအမမိုးဒိတ်ကကွေနားရဲ့အတော်ဖြစ်နေတယ်ကျွန်တော်ဒီတက်ရှင်းအောင်ပြောပြပြလို့မရဘူး ဗုဒ္ဓင်ကသူ့ကိုဘယ်လိုလုပ်မှမမိသွားဘူးဗုဒ္ဓင်ကအတိတ်မိနေမှာမဟုတ်ဘူးမင်းသားလည်းအောင် ပြောဖို့ဆိုတော့ငါ့အတွက်တော်တော်ခက်ခဲလေးပဲကြာလာအဲ့တော့ဒီကိစ္စတွေကိုမင်းမိုးတိန်နဲ့နှစ်ယောက်ဆက်တွေ့ပြီးတော့သူ့တော်မိလိုက်ပါဟုတ်တယ်ဟာအတိတ်ကိုဘယ်တော့မှပြန်တည်ရနေကွာငါနည်းနည်းကောင်းဆုတ်ပြီးလိုက်စားနေနေရအတိတ်ကိုပြန်တည်ရတော့အဲ့ဆို အဲ့ဒီနောက်ပိုင်းဘာဖြစ်လို့ကိုယ့်ကိုအတိတ်မိနေတဲ့ပုံစံမျိုးနဲ့ဆက်ဆံကြရတာမဟာဆောင်ကြီးရပါဘူးအင်းကစီးကအင်းအတင်းဆက်တယ်လေအကိုကြီးကမျိုးဆက်မှန်တယ်များတိုင်းနေရမယ်လို့အတင်းချက်တင်ခိုင်းတာမြမလေးပြိပတ်ခံနိုင်တဲ့အစုံအင်းကနေတိတ်တိတ်ကြီးထွက်ပြေးခဲ့တာအဲ့လိုထွက်ပြေးရင်တောင်ဆောင်တစ်ခုကနေပြုတ်ကျပြီးအတိတ်မိသွားခဲ့တာဒီလိုနဲ့ပဲအကိုနဲ့စုံပြီးခဲ့တယ်ဆိုပါတော့အဲ့ဆိုမိုးတင်ကဘဝမှောင်ပြန်မသွားချင်တာနဲ့ အတိတ်ကိုပြန်ပြီးတတိယနေရာတော့အတိတ်မိကျအောင်ဆက်ပြီးဟာဆောင်နေခဲ့ရပါဘူးဟုတ်ပါတယ်မိုးတင်ကတိတ်ဟာဆောင်ကောင်းတာပဲကိုကတော့ယူလို့အဲ့ဒီတော့မိုးတင်တောင်းမှန်ပါတယ်နော်အဲ့ဆိုအဲ့တော့ကိုမင်းမတော်ပါဘူးဆိုတော့ပြန်ကိုအမြဲတမ်းတတိယနေမှာပါလို့ဆိုတော့ကိုဟာဆောင်ပြောခဲ့တာလေအဲ့စကားတွေကဒီမှာအမှန်တကယ်ပြောတာခလိုက်ပါလေ ဒါနဲ့မိုးတိမ်ရဲ့ဘဝအမှန်မှာမိုးတိမ်ရဲ့နာမည်ပါတယ်ဖြစ်တူပါဘလိုပဲဖြစ်ပါကိုကတော့မိုးတိမ်ကိုမိုးတိမ်လို့ခေါ်တာကိုပဲကြိုက်မိနေတယ်ကိုကြိုက်တယ်လို့ခေါ်ပါနော်နောက်ဆိုရင်မြမတို့ကနောက်ဆိုရင်ကိုနဲ့မိုးတိမ်တို့ကတွေ့ရဖို့မလွယ်ကူတော့ဘူးဆိုတာကိုသိပါတယ်နောက်ဆုံးအနေနဲ့ကိုဘဝမှာဘယ်မင်းလေးကိုမှမပြောခဲ့ဘူးလေ စာဖွင့်ဖို့တင်ပြောပြစီကိုဟိုတင်ကိုဖြစ်တယ်မိုးတင်ရောကို့ကိုဘယ်လိုတဘောထားလဲသူတည်းရဲ့ဘောဓမှန်ကိုပြောရောမထူးတော့မှာပဲကိုမိုးတင်ကိုအမြဲတမ်းလွမ်းနေလို့ရတာပေါ့လွမ်းနေပါနဲ့တော့မိုးတင်နေလိုက်ပါတော့နော်နေလိုက်ပါတော့ wir machen keine Nüsse hier. Bude. ကျွန်တော်เนี่ยဒီတိုင်းတက်ခိုက်နေလို့ကတော့အရှုံးနိုင်ပုံမှာမဟုတ်ဘူးဗျာအဲ့တော့ရော့မင်းကတကယ်ပဲဒီနီလန်းကိုရွေးချယ်တော့မလို့အစစ်မြေဘန်တို့သမားတွေကအရှုံးနိုင်မပေါ်ဘူးဆိုလို့ရှိရင်ဒီတိုင်းမဲ့ဆုံးဖြတ်ကြတယ်ဆိုတာကိုမိုးကျိုးလည်းသိမှာပါကောင်းပြီမင်းကဒီနီလန်းကိုရွေးချယ်လိုက်ပြီဆိုမှတော့အဘက်ကလည်းအားနာကြတယ် ိတ်ကောင်းတဲ့သူ့သားသူ့ပြန်သူအွက်ပဲငါဘလို့မှရှောင်လို့မရနိုင် မင်းသားမရက်လိုက်ဘူးဆိုရင်ဒီသားငါ့ဘိုက်ထဲကိုဝင်သွားမှာပဲငါရှုံးပေးတယ်အဲ့တော့ငါရဲ့ဂရိတိုင်းပဲငါညမလေးကိုသူ့သဘောသူ့ဆန္ဒအတိုင်းဆုံးဖြတ်ခွင့်ပေးလိုက်ပြန်ညီမလေးမင်းအခုအောင်လန်တို့နဲ့ပြန်လိုက်သွားမလား ဘာနဲ့အတူတူပြန်လိုက်ခဲ့မလားဆိုတာမင်းဘာသာမင်းဆုံးဖြတ်ပါညီမလေးကိုကြီးနဲ့ပြန်လိုက်ခဲ့ပါမယ်ညီမလေးနားလဲသွားပါပြီမလေးမလေးတကယ်ပြောတကယ်ပြောတာပါကိုကြီးနောက်ကိုပြန်လိုက်ခဲ့ပါမယ်နောက်ဆိုရင်ကိုကြီးတင့်ပေးတဲ့ဘန်းနိုပညာကိုလည်းတေချာတည်ယူပါမယ်အမှန်ကန်ညီမလေးအမှန်ကန်ညီမလေး ငါလေးစီကဒီလိုစကားမျိုးကြားကိုကြီးရမ်းဝမ်းတာပြီဟုတ်လားမင်းတို့လည်းငါအားကြီးကျေးဇူးတင်ပါတယ်ဒီတော့တွင်မှာငါညီမလေးဆောင်းလျှောက်ပေးခဲ့တဲ့အတွက်အဲဒါကြောင့်မလို့အခုချိန်ရစပြီမင်းနဲ့မင်းရဲ့ထုံးလို့ရတိုင်ပွဲမှာငါဝင်မပါတော့ဘူးမင်းနဲ့မင်းရဲ့ထုံးလို့ကွတေချာပေးယူလို့ငါတို့ရဲ့ဘိုးဘွားပိုင်ပင်ရအောင်ပြန်စိတ်ချပါ အဲ့ဒါငါသွားတော့အော်ကောင်းလာညီမလေးနှုတ်ဆက်ခဲ့ပါရနော်ကိုရနိုင်ကိုလည်းညီမလေးနှုတ်ဆက်ွားတယ်လို့ပြောပြပါကောင်းပါ မမိုးတိန်ကိုတည်ရတယ်။ဟုတ်တယ်ဆရာကောင်းလေး။မိုးတိန်ကကျွန်တော်ကိုယ်တိုင်တော့နှုတ်မဆက်တော့။ဆရာအောင်လံပြောပြလိုတာကျွန်တော်ကိုနှုတ်ဆက်သွားတယ်ဆိုတာတည်ရတယ်။အဲ့တော့တွေ့ပြီစိတ်မကောင်းဖြစ်နေတာဆရာကောင်းလေး။မနေ့ကညရင်ဦးမဲကျွန်တော်နဲ့တိုက်မဲ့မှုချင်းတာရှိတယ်။လောလောဆယ်တော့ကိုရနိုင်ကိုအမမုတ်တဲ့ကိစ္စခေါင်းလေးကခဏထိုးတာပြီးတော့တိုက်ခိုက်မှုအာရုံစိုက်နေတယ်။ဟုတ်တယ်ရန်သား မင်းသာမလက်ခံပြိုင်ပွဲကိုနိုင်မယ်ဆိုလို့ရှိရင်တစ်ချိန်မှာမင်းကအစ်စ်မြင့်တဲ့ဘန်တို့ဒီမားတယောက်ဖြစ်လာအဲ့လိုအစ်စ်မြင့်ဘန်တို့ဒီမားတယောက်ဖြစ်လာပြီဆိုရင်တော့မင်းရဲ့မိုးတိမ်နဲ့တနေ့တစ်ချိန်ချိန်မှာပြန်လဲစုံစည်းနိုင်တဲ့အခွင့်အရေးလဲရလာမှာပေါ့ဟုတ်တယ်ကိုရန်လားအမမိုးတိမ်နဲ့ဦးမိုးကျိုးတို့မောင်နှမနှစ်ယောက်ကမြမတို့ဘန်တို့တိုင်းညွတ်ဆက်တွေဆိုတော့ကိုရန်နိုင်တာအစ်စ်မြင့်ဘန်တို့ပြည်ညာရှင်ပြောက်ဖြစ်လာရင်အမမိုးတိမ်တို့နဲ့တနေ့နေ့မှာပြန်စုံစည်းနိုင်မှာပါ ဟုတ်ကဲ့ပါကျွန်တော်နားလဲတဘောပေါက်ပါကျွန်တော်မနေ့ပြန်ပြန်ပွဲကိုအကောင်းဆုံးစူးစမ်းပြီးတော့လာဝင်ကြည့်စီရပါမယ် ိုးကျွန်းတဲ့ငါနဲ့သဘောတူညီတဲ့အရာမင်းတို့ရဲ့စင်ခေါ်ပွဲကိုမလက်ခံတယ်။ဒါပေမဲ့စည်းကမ်းကိုတော့မတို့ဘက်ကတတ်မှာမယ်။ဘလို့စည်းကမ်းမျိုးတွေလဲ။ဒီဆိုရင်မင်းတို့နဲ့ငါတို့တစ်ဖက်ကို6ယောက်တည်းရှိတယ်။အဲ့တော့6ပွဲပြိုင်။ဟုတ်တယ်။မင်းတို့ဘက်ကတပွဲရှုံးတာနဲ့အရှုံးလို့တတ်မှာ။ဟာဒါကတော့မတရားတာပဲဗျ။ ဘာလဲရမင်းလူတွေကိုမယုံကြည်ဘူးမရှိဘူး။မတော်အခုချမှတ်တဲ့စီကံကိုဒီလိုမလိုက်တာဟုတ်ဆိုဒီကံဘက်ကမပြိုင်ဘူးကွာ။မင်းတို့ကိုတိတိထွက်သွားလိုက်တာ။အဲဒါပေမဲ့မင်းတို့ DAE ကိုတော့ဆုံးရှုံးမှာ။ကောင်းပြီလေ။ကျုပ်တို့မှရွေးချယ်စရာမှမရှိဘူး။ခင်ဗျားတို့သတ်မှတ်ထားတဲ့စီကံတိုင်းပဲ။ ွင်ပိုင်ကွင်ပိုင်ကိုကြည့်တော့ယုံကြည်တယ်ဒီခေါက်တော့နိုင်အောင်တိုက်တယ် Thank you. ားလုံးကတာဝန်ကြည့်ပြီဆိုတော့တို့ကလည်းတာဝန်ကြည့်ကြပါဦး င်ငါတို့အားလုံးရှုံးသွားပြီအဲ့တော့ဒီရှုံးငါခြေနဲ့ခြေလက်ခံတယ်မင်းတို့ငါကရီပေးထားတဲ့အတိုင်းဒီအင်းကြီးကနေငါတို့ထွက်ခွာသွားလို့当你，当你，当你。